CNA သတင်းများကိုနောက်တော့ဆင်ကြတဲ့ပရိသတ်တွေအားလုံးကိုတာလီစွာပါလို့နှခွန်စတာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ် April 17ရက်နေ့ CNA ရဲ့တိတ်တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျွန်တော်စောဖူဝါကစီစဉ်မှုအဖြစ်တာဝန်ယူကာဆက်လက်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီကနေ့ထုတ်လွှင့်တက်ဆက်သွားမယ့်သတင်းတွေကတော့အာရခတတော်ထင်းချုံနယ်မြေမှာတပတ်ကျော်အတွင်း မိုင်းနဲ့စစ်ကြက်လက်နက်ပောက်ခွဲလို့တအူးတေ73ဦးထိခိုက်ဒဏ်ရာရဆိုတဲ့တဲ့ရင်16နှစ်ပြည့်အာရောခတော်နေအခမ်းအနားကိုအဖွဲ့အစည်း28ဖွဲ့ကဂုံပြူတဝင်လွာ ပေးပို့ခဲ့တယ်ဆိုတဲ့တဲ့ရင်ပလောက်ဝမှာချင်းလူမျိုးတွေကိုစစ်တပ်နဲ့တပ်ဖို့အေအေခေါ်နေတယ်ဆိုတဲ့တဲ့ရင်တွေအပြင်ငလျင်ကြောင်တေဆုံးသူ3649ဦးနဲ့ဒဏ်ရာရရှိသူ918ဦးထိရှိလာနေတယ်ဆိုတဲ့တဲ့ရင်တွေကိုကြားရမှာလည်းဖြစ်ပါတယ်။ ရမဆုံးကြားမှာကတော့အာရခပြတော်ထိန်းချုပ်နေမြေမှာတပတ်ကျော်အတွင်းမိုင်းနဲ့စစ်ကြံလက်နက်ပောက်ခွဲလို့တဦးသေးစသုံးတန်ရာရခဲ့တဲ့ဆိုတဲ့သတင်းကိုကြားမှာပါအာရခပြတော်ထိန်းချုပ်နေမြေအတွင်းမှာစစ်ပွဲအတွင်းကစက်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မိုင်းနဲ့စစ်ကြံလက်နက်ပောက်ခွဲမှုတွေကြောင့်တပတ်ကျော်အတွင်းမှာတေဆုံးသူတဦးနဲ့တန်ရာရရှိသူစသုံးဦးထိရှိခဲ့တယ်လို့ CNA ရဲ့အစည်းအဝေးအရသိရပါဗျ ဟိဂဒံရာသူနဲ့တိတ်ဆုံးသူတွေကတောင်ကုတ်မြေပုံဂွားနဲ့မြောက်ဦးမြွနယ်တွေကဖြစ်ကြပါဗါဒအေဗီလာတရက်နေ့ကနေ၁၀ရက်နေ့အတွင်းစစ်ကြက်လက်နက်နဲ့မိုင်းပေါက်ကွဲမှုတွေကြောင့်ဂွားမြွနယ်အတွင်းမှာဒေသခံ၂ဦးထိခိုက်ဒဏ်ရာရှိခဲ့ရပြီ တောင်ကုန်းမြို့နယ်အတွင်းမှာတော့စစ်ကြံပိုင်းနင်းမိပြီး၃ဦးထိခိုက်ဒဏ်ရာရှိခဲ့ရတယ်လို့စစ်ကြံဘုံသီးပောက်ခွဲလို့ကလေးငယ်တဦးဟာလည်းသေဆုံးခဲ့ရပြီးနောက်ထပ်၄ဦးဟာလည်းထိခိုက်ဒဏ်ရာရှိခဲ့ရပါတယ်။အဲ့လိုပဲမြောက်ဦးမြို့နယ်အတွင်းမှာလည်းမပောက်ခွဲပဲကြံရှိနေသေးတဲ့စစ်ကြံဘုံသီးတလုံးပောက်ခွဲမှုကြောင့်အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရှိခဲ့ရပြီးမြေပေါ်မြို့နယ်အတွင်းမှာလည်းမိုင်းနင်းမိလို့ဒေသခံတအူးထိခိုက်ဒဏ်ရာရှိခဲ့ရပါတယ်။ အရခတ်တော်ထိန်းချုပ်နေမြေအတွင်းမှာဆက်ဆောင်ပြည်သူတွေကိုနေရက်ပြန်ဝင်ခွင့်ပေးပြီးတဲ့နောက်မိုင်းရှင်းလင်းရေးတွေနဲ့မိုင်းအသိပညာပေးလုပ်ငန်းတွေကိုအရခတ်တော်ကဇက်တိုက်လှုပ်ဆောင်ပေးတာတွေရှိနေပေမဲ့ဒေသခံပြည်သူတွေဟာစားဝတ်နေရက်အတွက်ဟင်းစားရှာသွားရကနေအခုလိုမိုင်းပေါက်ကွဲမှုတွေနဲ့ဇက်တိုက်ရင်ဆိုင်နေကြရပြီးတော့ကိုလဲအင်ကဆုံးရှုံးတာတွေအပြင်အသက်ဆုံးရှုံးမှုတွေရှိလာနေရတာလည်းဖြစ်ပါတယ်။ရခိုင်မှာပြီးခဲ့တဲ့လပိုင်းကလေးကပင်ဒေသခံပြည်သူအများစုဟာမိုင်းနဲ့စစ်ကြံလက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာတေဆုံးတာစတာတွေနဲ့ဇက်တိုင်ရှင်ဆန်လာနေရပြီးတော့ဒီကိစ္စဟာရခိုင်ဒေသမှာအရေးကြီးဖြစ်ရှင်းပေးဖို့လိုအပ်လာနေတဲ့ကိစ္စတစ်ခုလည်းဖြစ်လာနေပါတယ်ခင်ဗျာဆလာဘီကြားမှာကတော့16နှစ်ပြည့်အာရောခထရော်နေအခမ်းအနားကို ဖွဲ့အစည်း29ဖွဲ့ကဂုံမြူတဝန်လောပေးပို့ခဲ့တဲ့ဆိုတဲ့တင်ကိုကြားမှာပါ။မနေ့ကအေပီလာ10ရက်နေ့မှာကြာရောက်တဲ့အာရခတော်တော်တီထောင်ခြင်း16နှစ်ပြည့်အာရခတော်တော်နေ့အခမ်းအနားကိုလူမှုအဖွဲ့အစည်းတွေနဲ့တော်လိုင်းတက်ဖွဲ့29ဖွဲ့ကဂုံမြူတဝန်လောအတီးတီပေးပို့ခဲ့ကြတယ်လို့အာရခတော်ကသတင်းထုတ်ပြန်လာပါတယ်။အဲ့လိုဂုံမြူတဝန်လောပေးပို့ခဲ့ကြတဲ့အဖွဲ့တွေကတော့ညီတော်မာမိတ်တွေဖြစ်ကြတဲ့တအောင်းအမျိုးသားလွတ်မြောက်ရေးတမတော် TNL မြန်မာအမျိုးသားဒီမိုကရက်တစ် MHDA မဟာမိတ်တမတော် MNDAA အပါအဝင် တောင်းစစ်တီစစ်ကြောင်းပြည်သူ့တော်လှန်ရေးတပ်ဦးပြည်သူ့ကာကွယ်တပ်မတော်မန္တလေးတရဏီမျိုးသားများကာကွယ်တပ် KNDF ရောတပ်တော်အရှိုချင်းကာကွယ်တပ် ACDF ကျောင်းသားလက်ရုံးတပ်တော် SAF PRA မကွေဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBLA ချင်းညီနောင်ပြည်သူ့ညီညွတ်ရေးတပ်ဦးဗမာအမျိုးသားတော်လှန်ရေးတပ်တော် BNRA ဗမာတပ်တော် ပြည်သူ့လယုံတက်တော်ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တအူ BLDF ရခိုင်အစည်းအရုံးဂျပန် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကိုရအာနာရှင်တော်လန်ရေးပြည်သူတပ်မတော်ပြည်သူဒီမိုကရက်တစ်အဖွဲ့ပြည်သူလွတ်လပ်ရေးတပ်တော်ကုကီးပြည်သွေးစည်းညို့ရေးကောင်စီဂျာကာလာခူမီချင်းမျိုးနွယ်စုများရေးရာအတိုင်းအမြန်ကောင်စီပြည်သူ့ကာကွယ်တပ်မတော် AARPDF ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ မြေလက်ပမာကာကွယ်တပ်ဖွဲ့ MBDF မွန်ပြည်လွတ်မြောက်ရေးတပ်တော်တို့ကပေးပို့ခဲ့ကြတာလည်းဖြစ်ပါတယ်အခုလိုတွင်လော်တွေပေးပို့လာခဲ့ကြတဲ့အဖွဲ့အစည်းအားလုံးကိုလည်းရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတော်ရွှန်လေးအေအနေနဲ့အရခပြည်သူလူထုတွေရဲ့ကိုစားအထူးကျေးဇူးတင်ရှိပြီးတော့ပေးပို့လာကြတဲ့အဖွဲ့အစည်းအသီးသီးတိုင်းဟာလည်းစည်ရေးနိုင်ငံရည်မှန်းချက်တွေကိုအမြန်ဆုံးအကောင့်ထဲအဖို့အောင်မြင်ပါစေလို့ရခိုင်အမျိုးသားများအဖွဲ့ချုပ်အရခတော် UNAA ကပြန်လည်ဆုတောင်းပေးကြောင်းထုတ်ပြန်ပြောဆိုထားပါတယ် အာရခတော်ဟာ2009ခုနှစ်ဧပြီလ10ရက်နေ့မှာ KIA ဌာနချုပ်အခြေစိုက်ရာလိုင်စာမှာလူငယ်22ဦးတနတ်တလတ်နဲ့စတင်တိဆောက်ခဲ့တဲ့အဖွဲ့အစည်းဖြစ်ပြီးတော့လက်ရှိမှာတော့အာရခတော်ဟာတရင်တရင်ကိုစစ်တီတော်300လောက်နဲ့ထားရှိပြီးတရင်ပေါင်းရာနဲ့ချီတဲ့စစ်တင်အင်အားလည်းရှိနေပြီဖြစ်ပါတယ်။ဒါအပြင်16နှစ်တာကာလသာရှိသေးတဲ့အာရခတော်ဟာပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာစတင်ခဲ့တဲ့ရခိုင်တကြောပြန်တိုက်ပွဲအတွင်းမှာရခိုင်ပြည်အတွင်းမှာအနည်းနဲ့အလားလားတပ်ဆွေးနေတဲ့စစ်ကောင်စီတရင် ဗျူဟာစကန်တွေကစစ်ကောင်စီတပ်သားတွေကိုမောထုတ်ကပလဝဒေတာနဲ့ရခိုင်ကမြို့နယ်၁၄ခုကိုအပိသက်သိမ်းပတ်ရှိထားပြီလဲဖြစ်ပါတယ်ခင်ဗျာဆလတ်ပြကြမှာကတော့ပလောက်ဝမှာချင်းလူမျိုးတွေကိုအခြေခံစစ်တပ်နဲ့တပ်ဖို့အေအေခေါ်ယူနေတဲ့ဆိုတဲ့တဲ့ရင်ကိုကြားမှာပါ အရခတ်တော်အေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်ပလောဝမြို့နယ်မှာချင်းတိုင်းသားတွေကိုအခြေခံစစ်တင်နံတက်ရောက်ဖို့ခွေဦးနေတာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။အရခတ်တော်ကအရွယ်ရောက်ပြီးတဲ့သူတိုင်းအမျိုးသမီးဆိုရင် အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းနဲ့အမျိုးသားဆိုရင် အသက်၁၈နှစ်ကနေ၄၅နှစ်အထိအခြေခံစစ်တင်နံတက်ဖို့တတ်မှတ်ထားတာရှိပါတယ်။အရခါတော်ဟာအရင်ကစစ်တပ်နဲ့တပ်ဖွဲ့အတွက်ကိုပလောဝမာနေထိုင်တဲ့ရခိုင်တိုင်းသားတွေကိုပဲခေါ်တာရှိခဲ့ပြီး လက်ရှိမှာတော့ချင်းတိုင်းသားတွေကိုလည်းအခြေခံစစ်တမ်းတက်ရမယ်ဆိုပြီးတော့ခေါ်လာတာဖြစ်တယ်လို့လည်းဆိုပါတယ်ဒါပေမဲ့ဒီလိုခေါ်နေတာကိုအာရခတတော်အနေနဲ့ပေါ်ပေါ်တင်တင်အများအပြားခေါ်ယူနေတာမဟုတ်ဘူးလို့လည်းဆိုပါတယ်လက်ရှိမှာပလောက်ဝကို AA ကထိန်းချုပ်ထားပြီးစီယုံရင်ကောင်းမွန်တာကြောင့်ပလောက်ဝမှာရှိတဲ့ချင်းတိုင်းသားဒေသခံတွေနဲ့အာရခတတော်တို့ဟာတအိုးနဲ့တအိုးနားလည်မှုအပြင်နဲ့နေထိုင်နေကြတယ်လို့လည်းဆိုပါတယ်စစ်တပ်နဲ့တက်ရောက်ဖို့အတွက်ကိုပလောက်ဝအပြင်ဘက်အိန္ဒိယနိုင်ငံမေဇိုရန်ပြည်နယ်ဘက်နဲ့ ရန်ကုန်လိုနေရာတွေကိုရောက်နေကြတဲ့ချင်းတိုင်းသားတွေအနေနဲ့ပြန်လာဖို့ပြောနေတာပဲလေရှိနေတယ်လို့သိရပါဗျ။ဒါပေမဲ့အဲ့လူတွေကပြန်လာဖို့အဆင်မပြေနိုင်သလိုပလောက်ဝရောက်ရင်လည်းစာဝတ်နေရေးအတွက်အလောက်ကန်အခွင့်အလန်းတွေရှာပတာကြောင့်အခက်အခဲဖြစ်နိုင်တယ်လို့လည်းထောက်ပြနေကြပါတယ်ခင်ဗျာ။အခုနောက်ဆုံးကြားမှာကတော့ ငလင်ကြောင့်တည်ဆုံးသူ3649ဦးနဲ့ဒဏ်ရာရှိသူ9018ဦးရှိလာနေတဲ့ဆိုတဲ့တင်ကိုကြားမှာပါမြန်မာနိုင်ငံအတွင်းမှာပြီးခဲ့တဲ့မတ်လ28ရက်ကလုခတ်ခဲ့တဲ့မြင်းငလင်ကြောင့်နိုင်ငံတော်ဝန်တည်ဆုံးသူ3649ဦးနဲ့ဒဏ်ရာရှိသူ9018ဦးထိရှိလာနေတယ်လို့အေဗီလာ၁၀ရက်နေ့စက်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရပါဗါးဒါအပြင်လက်ရှိပျောက်ဆုံးနေသူဦးရေဟာလည်း145ဦးထိရှိလာနေတယ်လို့ဆိုထားပါဗါး မြန်မာနိုင်ငံအတွင်းအင်အားပြည့်ငလျင်လုခတ်ပြီးတဲ့နောက်တရုတ်နိုင်ငံဟာအကူအညီတွေပေးဖို့ပထမဆုံးကြေညာခဲ့တဲ့ပထမဆုံးနိုင်ငံဖြစ်သလိုကယ်ဆယ်ရေးအဖွဲ့တွေကိုဆစ်လွတ်ပြီးတော့လေကိုဝင်ဆောင်အမျိုးသမီးတအိုးအပါအဝင်လူ၉ဦးကိုအသက်ရှင်လျက်ကိစ္စနိုင်ခဲ့ပြီးနောက်ထပ်လူ၅၉ဦးရဲ့ရုပ်လောင်းတွေကိုလည်းရှာဖွေပေးနိုင်ခဲ့တယ်လို့တရုတ်တန်ယုံကလည်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက်ရွက်ဖြင့်တဲဆောင်ချနောင်အရေးပေါ်စေအိတ်တပ်ပေါ်လင်စဆိုလာမီအိမ်ခောက်ဆွဲချောက် အစရှိတဲ့အရေးပေါ်လိုအပ်ချက်တွေကိုအကူအညီပေးခဲ့တယ်လို့လည်းဆိုထားပါဗျ။ငလင်လောက်ခတ်ပြည်တဲ့နောက်နိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေဟာရောက်ရှိလာပြီးတော့အဲ့ဒီနေ့ကလေးကပင်အေဘီလာကိုရနေအထိနိုင်ငံတကာအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကလူပေါင်း654ဦးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့တေဆုံးသူ918ဦးရဲ့ရုပ်အလောင်းတွေကိုလည်းရှာဖွေနိုင်ခဲ့တယ်လို့လည်းစစ်ကောင်စီကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။ ကျွန်တော်တို့ CNA သတင်းဌာနရဲ့တနေ့တာ review သတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြသမှုဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပ်ပြုရပါတယ်။နောက်နေ့ဒီမှာလည်း CNA ကတင်ဆက်ပေးတဲ့တင်ဆက်သတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာရှိနိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလည်းလင်းစာမျက်နှာရှိနိုင်မှာကြောင်းတင်ကောင်းပါပါတယ်ခင်ဗျာ။